Hello အားလုံးပဲမင်္ဂလာပါ Steven View ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တော့ Liverpool Manchester United Ruben Mori ရဲ့ Manchester United ကနိုင်ရတဲ့ပွဲမှာ long ball တွေအကြောင်းပြောကြတယ်။ဒီ Sinne Lemans ကအမြဲတမ်းကန့်တင်နေတာပဲ long ball တွေမှာကန့်တင်နေတာပဲ။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့တော်များဒီ analyst တော်များလည်းထောက်ပြကြတယ်ဗောနော်။အမှဒီ Sky Sport မှာ Monday Night Football Show ဆိုတာရှိတယ်။အမှ Carica တို့အမြဲသူသူတို့ဝေဖန်နေကြသုံးသပ်နေကြပေါ့ဒီဟာနေပြီးတော့သူတို့ပြန်ရှိန်လို့ပြီးတဲ့တချို့သောအရာတွေကတော်တော်ကောင်းတာလေးရှိပါတယ်အဲ့တော့ ီပထမ goal နဲ့ပတ်သက်ပြီးတော့ Manchester United ကပွဲဆောင်မှာရသွားတော့ပထမ goal နဲ့ပတ်သက်ပြီးတော့သူ analysis လုပ်သွားတာလေးကိုကျွန်တော်ပြန်ပြီးမျှဝေသွားမယ်။ပထမဆုံး Carrera ကသူပြတာတော့ဒီ Gosmas Cinemans ကကန်တင်လိုက်တယ်။ကန်တင်လိုက်တဲ့အချိန်မှာအဲ Virgil van Dijk ကဝင်ပြီးခေါင်းတိုက်တယ်။ခေါင်းတိုက်တော့ဒီ Ambubo ရဲ့နောက်ကသူကခေါင်းတိုက်တယ်။ Ambubo နဲ့ရှင်ပြီးတော့ area လူတာပေါ့နော်။ area လူတဲ့နေရာမှာ United ဘက်က second ball ရဖို့အတွက်ကိုသူတို့ ready ဖြစ်နေပြီဒီသူပြထားတဲ့ပုံတိုင်းပဲ꽌လဲမှာဆိုရင်အရန်နေလို့လောက်ထားတယ်အရန်ကျင်းထားပြီးတော့သူတို့ဘောလုံးကိုသူတို့ second ball ကိုရအောင်သူတို့ကြိုတင်စီစဉ်ထားခဲ့တယ်အဲ့နေပြီးတော့ဘောလုံးပြန်လာတယ်ပြန်လာတော့ဟေးမကွန်းရှိရောက်တယ်ဟေးမကွန်းကလည်းပြန်ပြီးတိုက်ထုတ်လိုက်တယ်တိုက်ထုတ်လိုက်တဲ့ဘောလုံးကဒီအတိုင်းပဲဒီဟိုအရှီယိုဘရူနိုဖာနန်ဒက်စ်ယူရောက်တယ်ဘရူနိုဖာနန်ဒက်ကနေပြီးတော့ကောက်ပြီးတော့အမ်ဘိုဘွဲလမ်းကြောင်းထဲကိုထိုးပစ်လိုက်တယ်အဲ့အဲ့ဒီအမ်ဘိုဘွဲလမ်းကြောင်းထဲကိုထိုးပစ်တဲ့အချိန်ဒီ အမတ်ဘောလုံးရတဲ့အချိန်မှာအကူနာတေးပေါ့အနည်းဆုံးကကူနာတေးရှိတယ်သူကတော့28ခိုက်အကွာအဝေးမှာရှိတယ်သူအန်ဘူးဘိုဂိုးသွင်းတဲ့နေရာ28ခိုက်မှာရှိတယ်နောက်တစ်ယောက်ကတော့ဂျပန်တိုက်က30အသုံးခိုက်30အကွာအဝေးမှာရှိပြီးတော့နောက်အန်ဘူးဘိုကတော့30ခိုက်အကွာအဝေးမှာရှိတယ်သူအဆုံးအသတ်မဲ့နေရာနဲ့အဲ့ဒီတဲမှာကျွန်내ကျွန်내ဒီဖန်နာနှစ်ယောက်ကအဝေးဆုံးနေရာမှာစပြေးတဲ့အန်ဘူးဘိုကိုမမီလိုက်ပဲနဲ့ဂိုးပေးလိုက်ရတယ်ပေါ့နော်ဒီဟာမှာသူပြောတဲ့အကြောင်းအရာကတော့ဒီ အဝေးဘောတွေကိုကန်နေတဲ့နေရာမှာအမ်ဘူဘူရှီကိုဥတီဗီကန်နေတဲ့အလုံးတွေကိုဂျပန်တိုက်တို့ခေါင်းတိုက်တဲ့နေရာမှာ ပြန်ပြီးတော့ဘောလုံးလက်ခံဖို့အတွက်ကိုမန်ချက်စတာယူနိုက်တက်ပိသက်တွေကမန်ချက်စတာယူနိုက်တက်ပလေယာတွေကအလဲမှာနေရိုးအနေထားအနေနဲ့သူတို့နေရာယူပြီးသွားပြီလို့သူဆိုလိုတာဖြစ်တယ်။အဲ့တော့တခြားအနေထားလေးတွေလည်းပြန်ကြည့်လိုက်အောင်ဆိုတော့ပြီးခဲ့တဲ့ဘွဲမှာစနီလမန်စ်ကအဝေးဘော45ချိန်ကန်တင်ခဲ့တယ် အဲ့ဒီ45ကျင်းအဝေးဘောဆိုဘယ်လိုတတ်မှတ်လဲဆိုတော့32မီတာထက်ကျော်တဲ့အလုံးနေအဲ့ဒီ40 45လုံးကန်တင်လိုက်ပြီးတော့ဒါဟာပရီးမီးယားလိမှာပြီးခဲ့တဲ့ရာသီရဲ့စမရည်အတွက်ဂိုးသမားတယောက်ကအများဆုံးကန်တင်တဲ့ပမာဏသူ့ပြောလို့ရတယ်ဒါလောင်းဘောကိုတော်တော်ကြီးကိုအားကိုးပြီးကစားရလို့ပြောလို့ရတယ်အဲ့လိုလောင်းဘောတွေအားကိုးပြီးကစားတာစနီလမန်စ်ကဘာလို့ကန်တင်နေသလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းဖြည့်ဆက်ပြီးပြောရမယ်ဆိုရင်တော့ အဲကျွန်တော်အဲ့အကြောင်းအရာလည်းအရင်ကဗီဒီယိုတခုတင်ဘူးတဲ့ Sunny Lemons ကိုဘာကြောင့်ခေါ်တယ်လဲဆိုတဲ့အကြောင်းအရာလေးထဲမှာ Sunny Lemons က long bus ကောင်းတယ်အဲ့ဒါကြောင့်လည်း Sunny Lemons ရောက်လာတဲ့အချိန်မှာ United ကတိတိတောက်အဝေးဘောကိုပို့ပြီးကန်လာတာဖြစ်တယ်ကျွန်တော်အဲ့အကြောင်းအရာ Sunny Lemons ကို player analysis လုပ်တဲ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့ပြီးသားဖြစ်တယ်သွားကြည့်လို့ရပါတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ရှေ့တန်းမှာ Sasco ပါမလာခဲ့ဘူးခါတိုင်းဆိုရင်ဗျာခုနကကိုပြန်ကြည့်မယ်ဆိုရင်အဲဒီ Ambo နေရာမှာ Sasco ဆိုရင် Sasco ကခေါင်းလေးရှံပေးလိုက်မယ် Ambo ကပြေးမယ်ပေါ့ ခုတော့သူတို့ကအဲ့ဒီအဆီဇန်နဲ့မလုပ်ဖဲနဲ့ပြန်ပြီးတော့ပြောင်းလိုက်တယ်ဆက်စကူမပါတဲ့ပုံစံမျိုးအဲ့တော့ဘယ်လိုလုပ်မလဲ second ball ကောက်ဖို့တည်းစူးစမ်းမယ်ဒီပုံမှာဆိုကိုသမကန်တင်လိုက်တယ်ကိုသမကန်တင်လိုက်တဲ့ဟာကိုအန်ဘူဘုံနဲ့ဘန်တိုက်ကခေါင်းခေါင်းရှင်တိုက်တယ်ခေါင်းရှင်တိုက်ပြီးတော့လွတ်လာမဲ့နေရာကိုစောင့်နေတဲ့ player တွေကျွန်တော်တို့မြင်ရမှာကိုညာရှိမယ်ဒီမှာ Bruno Fernandes ရှိမယ်အဲ့နောက်မှာ Casemiro ရှိမယ်ဒီဘက်မှာ Amad ရှိဟိုဘက်မှာ Mbappe ရှိမှာဒီဘန်တိုက်အနေနဲ့တခြားနေရာတွေကိုသူလွတ်အောင်လို့ကန်တင်လို့ကန်တင်ဖို့မလွယ်ဘူးပြီးတော့ instruction ဒီညွှန်ကြားထားဖို့တခုရှိပုံရတယ်ကာကတ်ကဗန်ဒိုက်ကခလန်းလန်းမှသူတို့ကောက်ဖို့တော့အများနဲ့စောင့်တယ်ကျွန်တော်တို့ပထမပွဲတွေရလို့ရှံပေးမှာကိုသူတို့စိုးရင်ပုံရတယ်လို့ကျွန်တော်တို့မြင်တယ်ဒီဟာနဲ့ပတ်သက်ပြီးတော့အမှခေါင်းပြန်တိုက်ချပြီးတဲ့နေရာမှာဒီဟာကဒီ delish ယူဘောလုံးရောက်သွားတယ် delish ကချက်ချင်းပဲအမက်ဒီယာလို marking လုံးဝမရှိအမက်ဒီယာလို့ပြန်ပြီးဘောလုံးစလိုက်တယ်အဘောလုံးကနေပြီးတော့ဒါအမ်ဘူဘူအစွန်ထွက်တယ်အမ်ဘူဘူအစွန်ထွက်တဲ့ကြမှာဗန်ဒိုက်ပါလာတယ်အမှဖြတ်တင်ဘော ဒီ intelligent run အနေနဲ့ဒီ analyzing analyzing run အနေနဲ့ကိုညာပြေးတယ်ကိုညာပြေးတော့ဖြတ်တင်တဲ့ဆီမှာ maximum ပိတ်တယ်ဒါမကိုးသွားခဲ့ဘူး okay ဒါကတော့သူဟိုကနေပြီးတော့ဒီ canton ball ကနေပြီးတော့အခွင့်အရေးယူသွားတာပေါ့နော်အဲ့တော့ silmans က canton နဲ့နေရာမှာဒါက ambubo ကိုဥတည်ထားတယ် ambubo ကရှေ့တန်းမှာအရက်အပူဆုံးဆိုတော့သူ area သူ sign မဟုတ်ဘူးသူကဒီ decline ပေါ်ပြောရရင်ရောင်ပြအနေနဲ့ပဲသူက ဘောလုံးလက်ခံဖို့ဦးတည်ထားတာဒါပေမဲ့သူရှိကန်တင်တဲ့အချိန်မှာဗန်တိုက်ဖြစ်စေဒီဘက်ကကာကက်ဖြစ်စေဝင်ပြီးတော့လှူတယ်လှူပြီးတော့ဘောလုံးပြန်ရှန်ကြတာပေါ့ဆိုတော့ဒီစနီလမန်စ်ကဘယ်လိုနေရာတွေကိုကန်တင်လဲဒီဟာနဲ့ပတ်သက်ပြီးခွဲခြားလိုက်မယ်ဆိုရင်ဆက်စကိုမပါခင်ဆက်စကိုပါပြီးတဲ့အချိန်မှာဘယ်ဘက်ချောင်းကိုကန်ပြီးတော့ဆက်စကိုမပါခင်အချိန်မှာညာဘက်ချောင်းကိုကန်တယ်ဆိုလိုတာဆက်စကိုပါလာတဲ့အချိန်မှာဆက်စကိုဘက်ကိုကန်တယ်ဆက်စကိုရှိမယ်ဒီဘက်မှာအဲ့အချိန်မှာဆက်စကိုရှိမယ်ကိုညာလည်းဘယ်ဘက်ကိုရောက်သွားပြီးလူကူလည်းရှိတယ်စသဖြင့်သူတို့စုဖွဲ့ပြီးဘောလုံးကိုရအောင် ယူဖို့စ조사တယ်အဲ့ဒီအချိန်မှာညာဘက်ချက်မှာ suppose line နဲ့ corner တွေဖြစ်သွားပြီးသူတို့ဥတည်ပြီးတိုက်ခိုက်တာပေါ့ဆိုလိုတာကွဲလဲမှာအဲ့ဒီမှာ hobak ကဒီဘက်ဘက်မှာ florian vets ဖြစ်နေပြီဆိုတော့ဒီ second ball လုဖို့အတွက်ကို Manchester United ဘက်ကအားသာချက်တွေရှိနေတယ်ဒီလိုသူတို့စီစဉ်ပြီးတော့သူတို့ဆုံးဖြတ်ခဲ့တာပေါ့နော်ဒီပုံမှာဆိုရင်ထင်ရှားတယ် Godma ကန်တယ်လိုက်ကန်တယ်မှာ Sasco နဲ့ဒီ Doku ကဘောလုံးကိုရှင်လူတယ်သူရမောင်းကောင်းတဲ့နေရာကရှင်လူတယ်ဒါကအဲ Konate ကိုရှင်လူတာ သူသူ့ဘေးမှာ support line ရှိတာမြင်ရမယ်ဘေးမှာ Florian Vert ရှိမယ်အဲ drag ကတော့ jump ပေါ့နော် Florian Vert jump ဒါက physical အဖြစ်ရှင်ရှင်လို့ကြားတဲ့ player တွေပေါ့ဆိုတော့ဒီအနောက်မှာဝင်းရံထားတဲ့ United player တွေကိုမြင်ရတယ်သူ့အနေနဲ့ဗျာကိုနာဒီအနေနဲ့တိုက်ထုတ်ဖို့ပဲရှိတယ်သူ့လိုသူပြန်တိုက်ပြီးလို့မရဘူးဆိုတော့အဲတိုက်ထုတ်လိုက်တိုက်ထုတ်လိုက်တဲ့အချိန်မှာဒီဟိုအရှိကိုအာကိုညာရှိဘောလုံးရတဲ့အဲ့အနေကို attacking sequence တစ်ခုပြန်ဆလိုက်နိုင်တယ်ပေါ့နော်ဒါကဘောလုံးကိုပိုင်ဆိုင်ရရှိသွား နောက်တစ်လုံးကတော့ဒါကအဲဒီလုံးကကျွန်တော်ထင်ကွန်ညာပေးလိုက်တာဖြစ်နေကွန်ညာပေးတာများသွားတဲ့အလုံးလို့ကျွန်တော်ထင်တာပဲအဲ့ဒါကအဘူကိုရှောက်တဲ့အဘူကပြေးတယ်အမဘူသမားကန်တင်လိုက်တယ်ကန်ထုတ်လိုက်တယ်ဗောနော်လောဘဘူသမားကန်ထုတ်တယ်ကန်ထုတ်တဲ့အလုံးကဟဲရီမကွိုင်းရရှိရောက်တယ်ဒီမှာဆိုလည်းဟဲရီမကွိုင်းကခေါင်းတိုက်မဲ့အဲဓာတ်ကြော်သွားကျွန်တော်ရှေ့ line ကိုကြော်သွားနောက်ရောက်တဲ့ချိန်မှာဒီစင်နာဘက်တယောက်ကရှေ့ကိုတက်ပြီးတိုက်ပြီးတာအမအဲဟဲရီမကွိုင်းကခေါင်းတိုက်ထုတ်လိုက်တဲ့အချိန်မှာ United player တွေကဒီမှာ အနေရောပေါ့ခက်ချင်းချင်းနဲ့ပဲဒီစကန်ဘောကိုရအောင်ကြိုးစားဖို့တည်းသူတို့ ready ဖြစ်နေကြတယ်အဲ့တော့စကန်ဘောပြစ်တယ်ပြစ်တဲ့ချိန်မှာ Benjamin Sesko ကြီးဘောလုံးရောက်တယ်ကျွန်တော်ကတော့ဒီနေရာလေးမှာ Sesko ဒါပဲနောက်က Bruno Fernandes ကိုပေးပြီးတော့ရှေ့ကို ကိုသွားလိုက်နိုင်ချက်ချင်းအမ်ဘူဘူအခွင့်ရရသွားနိုင်လို့ထင်တယ်အဲ့လိုကျွန်တော်တော်တော်များများတယ်သူမမြင်လိုက်ဘူးပေါ့နော်ဘလူးဖန်ဒက်စ်ကိုတိုင်မမြင်တာဘလူးဖန်ကိုပြီးတယ်ဘလူးဖန်ကိုတော့မမြင်တော့ထားပါတော့အဲ့တော့အဲ့ဒီရောက်သွားအမ်ဘလူးဖန်နဲ့ဆက်စကိုနဲ့အပေးဦးလုတ်ပြီးတော့ဆက်စကိုကကိုညာရဲ့ဘုံလမ်းကြောင်းတွေကိုထိုးတဲ့အမ်ကိုညာကန်တယ်ဒါတောင်းကမောရတယ်အဲ့တောင်းကမနဲ့ယူနိုက်တက်ကအနိုင်ကိုရသွားတာဖြစ်တယ်ဒါကအဲပြီးတော့တပွဲလုံးမှာ45လုံးလောင်းပတ်စကန်ပေမဲ့ဆင်းနီလမန်စတိကြတဲ့အလုံးက10လုံးပဲရှိတယ်။ဒီဟာကိုကြည့်ကြရမြင်သူတို့က ား first step ကိုမစဉ်းစားဘဲနဲ့ second step second ball ကိုပဲသူတို့စဉ်းစားပြီးတော့ကြိုတင်အခွင့်ချပြီးကစားသွားတာလို့ပြောလို့ရတယ်ဒီနေရာမှာတချို့ကတော့ရှိတယ်ဒါဒါက sustainable မဖြစ်ဘူးဆိုလိုတာနောက်ပွဲတွေအတွက်ကိုဒီနီလန်ကို73နေလို့မရ United ကဘောလုံးကန်ကစားတော့ဟုတ်တယ်လာမယ့်ပွဲတွေမှာ Brighton ဒီအသင်းအလက်တွေနဲ့စပြီးတွေ့တော့မှာ United နဲ့ level တန်းအသင်းမဲ့ဆိုပါတော့အဲ့လိုအသင်းတွေနဲ့တွေ့တော့မဲ့အချိန်မှာတော့ဒီလိုပုံစံကတော့ဟိုအမြဲလုပ်လို့မရဘူးလို့ပြီးတော့ဆိုပြီးတော့ပြောပြောလို့ရနိုင်မယ်ဒါပေမဲ့ Sunderland ရဲ့ပွဲမှာ United က ်နောက်ကနေပြီးတော့တဆင်ချင်းတဆင်ချင်းနဲ့ခိုးရအောင်ဖန်တီးသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မြက်တက်ကနှစ်နှစ်နီးလုံးအသုံးပြုနေရဆိုတာလေးကိုတော့တစ်ချက်သိရဖို့ဟိုတိထားတဲ့နယ်ပေါ့နော် United player တွေအနေနဲ့ဒီမှာအာတတော်တတာမရှိဘူးစနေဘက်တဲ့တတော်တတာမရှိဘူးတတော်တတာမရှိတော့ဘောပလင်းကစားလို့မရဘူးဒီချိန်မှာလစ်စတိုမာတီနက်ပြန်လာရင်တော့ဒီနီလန်ကိုသုံးချင်ပါလေသုံးပါပေါ့ဒါပေမဲ့နှစ်နီးသုံးလို့ရတဲ့အချိန်မှာခုချိန်မှာအကုန်လုံးလောင်မကန်တဲ့အချိန်မှာနှီးသုံးတာပြဿနာမရှိဘူးပြီးတော့မန်ချက်စတာယူနိုက်တက်ကပရီးမီးယားလိမှာလည်း second ball အကောက်တာအများဆုံး percentage နိုင်ချီအများဆုံးအသင်း ်ဒီရာသီမှာပေါ့နော်နိုင်ဂျီအများဆုံးအသင်းစကန်ဘောအများဆုံးကောက်နိုင်တဲ့အသင်းလို့ပြောလို့ရတယ်လီဗာပူးနဲ့ဘက်မှာဆိုကက်စမဲရိုကစကန်ဘောအများဆုံးကောက်နိုင်တယ်ဒါကြောင့်လည်းကက်စမဲရိုကိုအရန်ကိုတန်ဖိုးထားပြီးတော့မော်ရင်ကအချိန်ညှိပြီးသုံးနေရတာလို့ပြောလို့ရတယ်ပေါ့ဒါကတော့ဒါလီဗာပူးနဲ့ဘက်မှာအချိန်နေဖြစ်တယ်ကျွန်တော်နောက်ဘက်တွေမှာတော့သူဒီပုံစံနဲ့သုံးလို့ရချင်မှရလိမ့်မယ်ရရင်လည်းရပါပေါ့ဒီဟာဘယ်လိုသွားပြီးချိန်ဆက်လို့ရလဲဆိုတော့ကွန်ညာကိုဘာကြောင့်သုံးလဲဆက်စကိုသုံးလဲကွန်ညာသုံးတဲ့အချိန်မှာကွန်ညာနဲ့ area မဆိုင်တော့ဘဲနဲ့အန်ဘူဘူအရက်ဘူးဆုံးအန်ဘူဘူရှိမှာ ဒီကွိုင်းအနေနဲ့ရောင်ပြအနေနဲ့ထားပြီးတော့အဲသူရှိရလာတာကိုကိုညာနောက်ကပြန်ဆော့ကိုညာဘူးနိုဖိုင်ဒါစသဖြင့်နေရိုးလုပ်ပြီးတော့စောင့်တယ်ဆက်စကိုရှိတဲ့အချိန်မှာဆက်စကိုဦးဒေဗီကန်တယ်ဆက်စကိုဦးဒေဗီရဲ့တပတ်ကိုနာဒေးနဲ့ဒီစပိုးစလိုင်းဘက်ကိုဦးဒေဗီကန်တယ်ဘယ်နဲ့ညာနဲ့ပါအဲ့လိုသူတို့ကြိုတင်ပြီးတော့ဂိမ်းပလန်ချပြီးတော့ကစားသွားတာဖြစ်တယ်ဒီနေရာမှာကျွန်တော်နည်းနည်းဖြည့်ဆက်ပြီးပြောချင်တာကတချို့က first plan ရှိတယ် second plan မကောင်းပါညာဒီကျွန်တော်နားလည်တဲ့ first plan ဆိုတာပထမမှာဒီလိုလုပ်မယ်သူတို့လူစားလဲလဲ audio လုပ်မယ်ဆိုတာကြိုတင်ပြင်ဆင်တာဒါ ဒါ second plan ဟိုပဲဒါတခါလဲ first plan မှာပါပြီးသားလို့ကျွန်တော်ကတော့ user ဒါတော့ဒီကိစ္စနဲ့မဆိုင်ဘူးเนาะ first plan second plan ဆိုတဲ့ကိစ္စနဲ့ပေါ့ okay ဒါကတော့ဒီ long ball နဲ့ပတ်သက်ပြီးတော့ကျွန်တော် Jamaica တွေကပြောသွားတာရောဒါကျွန်တော် athletic ကဖတ်ရတာရောကျွန်တော်နှစ်ခုပေါင်းဆက်ပြီးတော့ကျွန်တော်အဲပြောသွားတာဖြစ်တဲ့အဲ့တော့တို့နောက်ဘလို့ဆက်လုပ်နိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရတာပေါ့ကျွန်တော်ဗီဒီယိုရဲ့သဘောကျတဲ့နှစ်သက်သက်ဆို like subscribe share လေးပဲတောင်းဆိုပါရစေကျွန်တော်ဒီနေ့ညမှာ live ရှိတယ်ကျွန်တော်ပုံမှန်အဖြစ်အင်္ဂါနေ့ညမှာ live ရှိတတ်တယ် Friday မှာအများတန်းရှိတယ် Sunday နေ့ကင်းမှာလည်းကျွန်တော် detox အနေနဲ့အများအားရှိဖို့ရှိတယ်ပြီးတော့ဘောလုံးပွဲမတိုင်ခင်အောင်ဘောလုံးပွဲပြီးတဲ့အချိန်တော့ကျွန်တော် live video ရှိရှိပါတယ်လာရောက်ပြီးတော့အဲလာရောက်ပြီးတော့ကျွန်တော်တို့ညီရင်းနေနေဆွေးနွေးဖို့လည်းအားလုံးကိုဖိတ်ခေါ်ပါတယ်โอเคကျွန်တော်တို့ now chat video မှာပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်